မိဘညီကိုမောင်မအပေါင်းတို့ရှင်မင်္ဂလာပါရှင်အသက်ရှင်တော်မူသောဖျားသခင်ဤနှုတ်ကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါရရှင်သောရရှိမြခင်ဒီကနေ့သင်သိရသောတမန်ကျမ်းစီစဉ်မှာလေ့လာမှာဖြစ်တဲ့ခရိယန်တမန်ကျမ်းဓမ္မဟောင်းကျမ်းပိုင်းမှာပါရှိတဲ့ဝိပ္ပယအကျခန်းကြီး25အခန်းငယ်25ကနေအခန်းငယ်55အထိကိုလေ့လာမှာဖြစ်ပါတယ်ဝိပ္ပယအကျအခန်းကြီး25မှာ ဣဒရီလဆိုတဲ့လူမျိုးတော်သာမဟုတ်ဘူးလူမျိုးတော်ရောက်ရှိမဲ့ခါနန်မြေကိုတောင်မှဥပုပ်စောင့်ရအောင်မယ်ဆိုတဲ့စီရင်ချက်ကိုဖျားသခင်ဟာဥပရိတရလူချမှတ်ခဲ့တယ်ဆိုတဲ့အကြောင်းကိုစတင်ကျွန်တော်တို့ဖော်ပြခဲ့ပြီးပါပြီဒီနောက်ယူဘီလာပွဲတော်ဆိုတာကိုလည်း190မှာတကြိမ်ဆက်လက်ကျင်းပဖို့ဖျားသခင်ဘယ်လိုအမိန့်တော်တွေချမှတ်ခဲ့တယ်ဆိုတာကိုကျွန်တော်ရှင်းဆိုပြခဲ့ပြီးပါပြီဥပုပ်အသီးသီးနဲ့ဆိုင်တဲ့ပြည့်ညက်တော်တို့နဲ့အတူတွေ့ရတဲ့ ဖျားသခင်ရဲ့စောင့်ထိန်တော်မူတတ်သောမေတ္တာစိတ်ယူပီလာဆိုတဲ့ပွဲတော်မှာ ကြားရတဲ့တဘိုးခေယာမှုတ်ဆန်တို့အားဖြင့်ခံစားထိတွေ့ရှုမြင်ရတဲ့ကယ်တင်ရှင်သခင်ခရစ်တော်ရဲ့ဝမ်းမြောက်ဖွယ်သော ခြေဆုတော်ဒီအကြောင်းအရာတွေကိုကျွန်တော်တို့ကြည်ကြည်လည်လည်စဉ်းစားကြည့်လို့ပြီးပါပြီဒီကနေ့အဖို့မှာတော့ဝိပ္ပယချမ်းအခန်းကြီး25အငယ်25မှ28ကိုစတင်ဖတ်ရှုပြပါမယ်ဒီအပိုင်းအတွက်ပေးရမယ့်ခေါင်းစဉ်ကတော့ ရွေးနှုတ်ခွင်ရဲ့လိုပဲဖြစ်ပါတယ်။ဒီရွေးနှုတ်ခွင်ရဲ့သဘောတရားကတော့မိမိပိုင်ဆိုင်တယ်၊ဒါမှမဟုတ်မိမိနဲ့ထိုက်တန်တယ်၊မိမိနဲ့သက်ဆိုင်တယ်ဆိုတဲ့မြေသို့မဟုတ်ပိုင်ဆိုင်မှုကိုထိုက်ထိုက်တန်တန်ပြန်လဲရယူပိုင်ခွင့်ရှိကြောင်းသိစေတဲ့အချက်ပဲဖြစ်ပါတယ်။ဒီနေရာမှာဒီလိုကျွန်တော်ကပြောလိုက်တော့မျက်မှောက်ခေကျွန်တော်တို့လူအဖွဲ့အစည်းမှာအမြဲတမ်းနားယင်နေတဲ့အမွေကိစ္စတို့ ပိုင်ဆိုင်ခြင်းနဲ့ပတ်သက်ပြီးတော့အငင်းပွားရတဲ့ပြဿနာတို့ကျမသာချင်းတရားဝင်မရကြီးဖြစ်ပါတယ်လို့ဆိုရက်အမှုအခင်းကိစ္စတွေဟာကျွန်တော်ရဲ့ခေါင်းထဲကိုတိုင်းကနေဝင်လာနိုင်ပါတယ်လူတစ်ခုပူမှုကလေးလို့ဆိုရမဟုတ်ဘူးလားပြီးတော့အဖက်တရားမနေရပြီမဲ့အမှုကတော့တရားမကကြုံရတယ်တဲ့အဲ့ဒီလိုပါပဲလူဘဝဟာဘာမှသာကြာကြာမတည်မြဲတာအဲ့ဒီမတည်မြဲတဲ့ဒီသက်တမ်းတူတူကလေးတွေမှာပဲ ပိုင်ဆိုင်လူချင်းတွေဟာအများကြီးရှိနေတတ်ပါတယ်။ဒါပေမဲ့ဒီမတီးမြဲတဲ့ fashion တဲ့မဲ့ပစ္စည်းတွေအကုန်လုံးကိုတလောက်လူသားဟာမက်မောနေမယ်ဆိုရင်လောကုတ်တရားစည်းစိမ်ဒါမှမဟုတ်သာဝရအဖဲလို့ခေါ်တဲ့ခရစ်တော်ဘုရားသခင်ပေးတဲ့အမွေကိုဘာကြောင့်မမက်မောပဲနဲ့နေကြရမှာလဲ။လူသားဟာတကယ်မက်မောတိုက်တဲ့အရာ အနန္တကာလတည်နေတဲ့ဘုရားပေးအမွေတစ်ခုကိုဘာကြောင့်မလို့ရအောင်မယူနိုင်ရမှာလဲဆိုပြီးတော့ အတွေးတွေဝင်တိုက်ပါတယ်။ဒီအမွေကိုမှမရဘူးဆိုရင်လေတံပိုးရှိလွန်းငှတဲ့လူဘဝရဲ့ဝိညာဉ်ဟာသွားပြီပေါ့။အတိုင်းအဆမရှိနဲ့ရှိုင်းတဲ့အသူရကေငရဲဘုံမှာရောက်ရပြီဆိုတဲ့အတွေးနဲ့လေရင်းထဲမှာလေးသွားရတယ်မဟုတ်ဘူးလား။ကြောက်စရာမကောင်းဘူးလား။နှမျောလွန်းစရာမကောင်းဘူးလား။ကျွန်တော်လူသားဟာဇာတိပဂရိအီကအပြစ်သားများတာဖြစ်တဲ့အတွက်အဲ့ဒီအပြစ်တရားကြောင့်အမြင်တွေအတွေးတွေဟာအပြစ်တူစီရိုက်ဘက်ကိုပဲရင်းရိုင်နေ။ ဒါကြောင့်ငှမျောရမယ့်အရာကိုကျတော့မငှမျောကြဘူးမငှမျောရမယ့်အရာဒီပေါ်မှာသာပုံပြီးတော့ငှမျောနေကြပါကလားဒုက္ခကြီးလိုက်တာစသဖြင့်လေဟံဝေကရယူမိပါတယ်ဒီလိုနဲ့ပဲပြီးခဲ့တဲ့သင်္ကန်းစာမှာကြားခဲ့ရတဲ့ဝိပုယျချံအခန်းကြီး25ရဲ့အငယ်23ကစကားဟာကျွန်တော်နားထဲမှာပြန်ပြီးတော့ပဲ့တင်ထက်လာပါတယ်တကြောပြန်ပြန်ပြီးတော့တင်ပြတရစီအောင် မြေကိုသူတပါအစဉ်ပိုင်စေခြင်းကမယောင်းရမြေသည်ငါဥစ္စာဖြစ်သင်တို့သည်ငါ၌တဲသောဧည့်အာဂန္တုဖြစ်ကြ၏အဲ့ဒီအချက်ပါပဲသံဝေကတရားကိုရှင်းရှင်းကြီးညွှန်ပြနေတယ်လို့ကျွန်တော်တို့မြင်နိုင်ပါတယ်အဲ့ဒါနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်ကလည်းကို့ကိုပိုင်အတွေးလေးပေါက်လာတဲ့အတက်ကြောင့်ကြပြာလေးတပုတ်ကိုတွားရောက်ပြီးသတိရမိပါတယ်မနဲ့ဦးကရွှေမြူးစိမ့်ဆိုမျက်နှုပြူသည် နေညိုလဲစင်းညက်လီကင်း၌အုံမင်းရေရော်လေတော့ဤမိုးတော့ရန်ဤတောင်ပန်ရိုက်ပုတ်ငှက်ငယ်အုပ်လေမိုးကုတ်တောင်ညူနေအခို၌ဘဲကိုပြန်သန်းလီပြီနီငါလဲထို့နှင်ဒီမြေပြင်ဝဲ ရှင်သန်ဘဝတခဏဟုချုံရစည်းစာမှောင်ကြီးပြတိုင်းရင်မာငွေ့ငွေ့စင်အောင်မိဤတနေ့ကူးကွင်ရှိသဖြင့်ပင်သခင်ဂျေစုအထူးထူးကို ကျူးရင်မဆုံးနိုင်တကား အဲ့ဒီကြပြာလေးပဲဖြစ်ပါတယ်မိစေများခမဒီမြေကြီးပေါ်မှာအသက်ရှင်သန်နေကြရတဲ့ကျွန်တော်လူသားအားလုံးဟာဖျားသခင်ရဲ့အာဂန္တုဧည့်သည်များသာ ဖြစ်တယ်ဖျားသခင်ဖန်ဆင်းထားတဲ့ဒီမြေပေါ်မှာဧည့်သည်များသာဖြစ်ကြတယ်တနေ့တော့အကုန်လုံးဟာပျောက်ကွယ်သွားမှာမလွယ်ဘူးဆိုတာကိုအောက်မေ့ဆင်ခြင်စီခြင်းပါတယ်ရှင်သန်ရာနေ့ရက်တိုင်းဟာကျေးဇူးတော်ဖြစ်တယ်လို့သာဝရအသက်ဆိုတဲ့ပေခြင်းရဲ့နောက်မှာတည်နေတဲ့ဆုဟာလေ ကျေးဇူးတော်တသက်ပဲဖြစ်ပါတယ်။ခရိယန်တို့ရဲ့အသက်တာဟာရှင်ကျင်းနဲ့သေခြင်းကန္တနှစ်ရက်စလုံးမှာကျေးဇူးတော်သာဖြစ်တယ်ဆိုတာကို အခိုင်အမာတင်ပြလိုက်ပါစေ။အခုဝတ်ပြုရာကျမ်းဟာဖြင့်အမဲမပိုင်သောမြေကြီးပေါ်မှာလူမျိုးတော်ဣသရေလတို့အတွက်တိုင်းပြည်ထူထောင်ခွင့်ပေးမယ်။ဒီမြေကြီးပေါ်မှာတော့မင်းတို့လူသားအလုံးဟာဧဝေအာဂန္တုများသာ ဖြစ်တယ်ဆိုတာကို ထင်ထင်ရှားရှားကြီးဖော်ထုတ်ထားပါတယ်။ဒါပေမဲ့ ရှင်သန်ရာလူဘဝအချိန်အခါသမယမှာတရားမျှတခြင်းရှိတဲ့လူအဖွဲ့အစည်းကိုထူထောင်ဖို့ငါရဲ့ပြည့်ညက်တော်တွေကိုချထားမယ်မင်းတို့လိုက်နာကြရလိမ့်မယ်ဟေးဆိုပြီးတော့ဖျားသခင်ကတောင်းဆိုနေပါတယ်။နိဒန်းပြိုးနေရတာနဲ့ပဲလူရင်းကိုတော်တော်နဲ့မရောက်မှဖြစ်မှာဆိုလို့ဒီကျမ်းအတိုင်းကျွန်တော်တို့ဆက်ပြီးပြောကြပါအောင်စို့ဝုပြုရာကျမ်းအခန်းကြီး25အငယ်25မှ28ပင်ဤအမျိုးသားချင်းပြီးစင်းရဲ၍မိမိပိုင်သောမြေကိုရောက်လျင်၎င်း ူဤပောက်ဖို့တစုံတယောက်စီဝယ်ခြင်းဟာလာခြင်း၎င်းမိမိပောက်ဖို့ရောင်းသောဥစ္စာကိုရွေးနှုတ်ရသောအခွင့်ရှိရမည်ထိုမြေကိုရွေးနှုတ်သောသူတယောက်မျှမပေါ်မရှိ၍မြေရှင်ဟောင်းသည်ကိုယ်တိုင်ရွေးနှုတ်နိုင်ဖြင့်မိမိမြေသို့ပြန်အံ့သောငါရောင်း၍လွန်သောနှစ်ပေါင်းကိုရေပြတ်ပြီးမှလိုသေးသောအဖိုးကိုအထက်ကရောင်းခဲ့သောသူအားပြန်ပေးရမည်ဒီကြားအဖြစ်ဘုရားသခင်ဟာယူပိလတစ်ခုကနေနောက်တစ်ခုမတိုင်ခင်အတော်အတွင်းမှာ လိုက်နာရမယ်မြေယာပိုင်ဆိုင်မှုဥပဒေတရက်ကိုချထားပေးလိုက်တယ်လို့ကျွန်တော်တို့မြင်နိုင်ပါတယ်ပထမယူပီလာပြီးတဲ့နောက်မှာလူတယောက်ဟာဆင်းရဲတဲ့အတွက်သူပိုင်ဆိုင်တဲ့မြေကိုအကြောင်းတစ်ခုခုအပေါ်မှာမူတည်ပြီးရောင်းချခဲ့ရတယ်ဒါကြောင့်ဆုံးပါသွားခဲ့ရတယ်ဆိုပါတော့ဒီလူဟာနောက်ယူပီလာပွဲတော်ကိုပျော်ပျော်ရွှင်ရွှင်မပါဝင်နိုင်တဲ့အဖြစ်မျိုးကိုဖျားသခင်မလိုလားဘူးဒါကြောင့်မလို့ဒီလူအတွက်သူပိုင်ဆိုင်ခဲ့တဲ့လယ်မြေ၊ရာမြေ၊ဥယျာဉ်မြေကို ပြန်လဲရွေးနှုတ်ရသောအခွင့်ရှိစေဖို့ဒီပြည့်ညတ်ချက်ကိုဘုရားသခင်ချထားလိုက်တော်မူခြင်းဖြစ်ပါတယ်။အကယ်၍သူ့အမျိုးတွေကတန်နိုင်တဲ့လူတွေရှိရင်လဲဖိတ်ချင်းဖိတ်ကိုယ့်ရဲ့ထဲကိုဖိတ်ဆိုတဲ့သဘောမျိုးလွှဲပြောင်းလို့ရတယ်။ဒါကိုလည်းပြန်ပြီးတော့ရွေးနှုတ်နိုင်တယ်လို့ဆိုပါတယ်။အဲဒီလိုဆိုထားပေမဲ့ကာယကံရှင်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုဘုရားသခင်ကခွင့်ပြုပါတယ်။ကိုယ့်မျိုးကိုကိုယ်ပြန်ပြီးရွေးနှုတ်ခြင်းနဲ့ဆိုရင်ရွေးနှုတ်နိုင်တယ်ဆိုတဲ့အတိတ်တွေပါ။ပြီးတော့မှတ်သားစရာအချက်ကြီးကတော့ တက်စေတက်စေအလျောက်ပေးရမယ်ဆိုတဲ့တရားမျှတမှုသဘောကိုပါဖျားသခင်ဖော်ပြထားခြင်းနဲ့ဖြစ်ပါတယ်မိစေများခင်ဗျာတယောက်နဲ့တယောက်အညစ်ပတ်ပြိုင်နေတဲ့အိမ်ရှင်အိမ်ငါပြဿနာတွေဟာနာမချမ်းသာလောက်အောင်ဒီကနေ့ဒီအချိန်မှာကြားနေရပါတယ်မတော်လောဘကဖြစ်ပေါ်တဲ့ပြဿနာတွေကများပါတယ်ဖျားသခင်ကတော့မတရားမှုကိုဆက်ဆုပ်ယွန်ရှာတဲ့အကြောင်းဒီကနေ့ဒီသင်ခန်းစာမှာဖော်ပြနေပါတယ်မမြဲသောအရာများပေါ်မှာမူတည်ပြီးတော့ကိုယ်သမိုင်းကို အညစ်အထေးမခံကြပါနဲ့လို့ဒီနေရာမှာအားပေးလိုက်ပြစေဒီပိုင်းမှာတွေ့ရတဲ့စေမျိုးတော်သူကရွေးနှုတ်ရသောအခွင့်ဆိုတာကိုယုဒဝတ္ထုမှာတမျိုးတပါးသာတွေ့ရအောင်မှာဖြစ်တယ်လို့ကျွန်တော်အနေနဲ့ကြိုတင်ဖော်ပြထားခြင်းပါတယ်ပုံပြင်ဝတ္ထုပုံစံရေးဖွဲ့သောဒီကျမ်းကို အပြင်းပြေဖတ်ရှုကြမယ်ဆိုရင်လေကြိုတင်ဖတ်ရှုထားကြပါအကျိုးရှိပါတယ်လို့လည်းအကြံပြုလိုက်ပြစေဝိပုယျာကျမ်းအခန်းကြီး25အငယ်28မှ34 ပြန်၍မပေးနိုင်ရင် ရောင်းခဲ့သောဥစ္စာကိုယူပိလနှစ်တိုင်အောင်ဝယ်သောသူလက်၌ရှိစေရမည်ယူပိလနှစ်တွင်လက်လွတ်၍အရှင်ဟောင်းလက်ပုတ်ရောက်စေရမည်မြို့ထဲ၌ရှိသောအိမ်ကိုအိမ်ရှင်ရောက်ရင်တစ်နှစ်အတွင်းတွင်ရွေးနှုတ်သောအခွင့်ရှိစေရမည်တစ်နှစ်အတွင်းတွင်မရွေးနှုတ်ရင် ထိုအိမ်ကိုဝယ်သောသူမှစ၍ပန်းစဉ်မြေးဆက်တို့သည်အမြဲပိုင်ရကြမည်ယူပိလနှစ်သို့ရောက်တော်လဲလက်မလွတ်ရ မြို့ရိုးမရှိရွာ၌ရှိသောအိမ်ကိုလဲရခဲ့သူမှတ်၍ရွေးနှုတ်ရသောအခွင့်ရှိ၏ယူဘီလာနှင့်ရောက်သောအခါလက်လွတ်ရမည်တို့ရာတွင် လေဝိသားပိုင်သောမြို့နှင့်မြို့အိမ်တို့ကိုအဘယ်ကာလအချိန်မဆိုရွေးနှုတ်ရသောအခွင့်ရှိ၏လေဝိသားပိုင်သောမြို့ကို၎င်းအိမ်ကို၎င်း သူတစ်ပါးဝယ်စဉ်ယူဘီလာနှင့်ရောက်သောအခါလက်လွတ်ရမည်အကြောင်းမူကားဣသရေလအမျိုးသားတို့တွင် လေဝိသားတို့သည် ကိုနေရာမြို့အိမ်မှတစ်ပါး အခြားသောဥစ္စာမရှိသို့ဆိုတော်လေလေဝိသားမျိုးနယ်၌ရှိသောလေယာတို့ကိုမယောင်းရအစဉ်အမြဲပိုင်ရမည်ယူဘီလပွဲတော်ကိုကျင်းပခိုင်းတာကဝမ်းမြောက်ခြင်းနဲ့ပျော့ပျော့ရွှင်ရွှင်ဆင်နှဲကြဖို့အနှောင်အဖွဲ့တွေကနေလွတ်စေဖို့ငြိမ်းချမ်းဖာယာဝါပြောတဲ့လူပေါင်းကြီးကိုတီးစေခြင်းလိုပဲဆိုတာဟာအထင်ရှားဖြစ်နေပါပြီဒီပွဲတော်ရဲ့အခွင့်အရေးကြီးကတော့အဲ့ဒီအချိန်ကိုရောက်လာပြီဆိုရင်အဲ့ဒီအချိန်မတိုင်ခင်က ဂေဝါလီခံရပြီးတော့ကိုယ့်ပစ္စည်းကိုကိုထိုးအပ်ထားခဲ့ရတဲ့လူတွေဟာပစ္စည်းတွေကိုပြန်ပြီးပိုင်ဆိုင်ခွင့်ရမယ်ဆိုတဲ့အခွင့်အရေးကြီးပါပဲမြို့လေကောင်ကအိမ်ကိုရောက်ပြီးမှပြန်လို့ခြင်းရင်တစ်နှစ်အတွင်းပြန်ဝယ်ခွင့်ရှိတယ်ကြော်ရင်တော့မရတော့ဘူးတစ်နှစ်ကြော်ပြီးရင်ဝယ်သူအရှင်းပိုင်စေပါးစင်မြည်စေအမွေခံစေတဲ့ဒါဟာဘုရားသခင်ရဲ့အဖေးစိတ်ဆန်ခြင်းလို့ကျွန်တော်သုံးသပ်ပါတယ်လူအဖွဲ့အစည်းရဲ့ဖြစ်ပေါ်ပြောင်းလဲမှုတွေကို သေးသေးချာချာကိုက်ညီအောင်ညှိပေးထားတယ်ဆိုတဲ့ဘုံတကိုတော်ကိုတွေ့မြင်ရတယ်။ဒါတောင်မှသူ့လူမျိုးတွေမြို့ကိုမတီးမရှိခင်အချိန်မှာကြိုတင်ပြီးတော့ပြည့်ညက်ထားတဲ့ဥပဒေသားအစ်မရှိပါသေးတယ်။ဣတရေလလူမျိုးတွေခရီးသွားနေတဲ့အချိန်မှာပြည့်ညက်ချက်သာရှိပါသေးတယ်။ဘုရားသခင်ရဲ့ကြိုတင်မြင်နိုင်စွန်းနဲ့လူအဖွဲ့အစည်းပေါ်မှာဂရုစိုက်နိုင်စွန်းရှိမှုဟာအံ့ဩစရာမဟုတ်ဘူးလား။နောက်တစ်ခုအာယုံပြည့်စည်နေတာကတော့ တရားသခင်ရဲ့ယေဘုဟိတ်တာဝန်ကိုယူရတဲ့သာသနာဝန်ဆောင်လေဝိသားတွေနဲ့ပတ်သက်တဲ့ဥပဒေစာကိုပြီးသန့်ချထားခြင်းဖြစ်ပါတယ်။ဒီပုံကိုယ်တွေဟာတခြားစီးပွားရေးမလုပ်ရဘူး။ဒါတော့ဘယ်နည်းနဲ့မှကထေးပကြွယ်လည်းမဖြစ်နိုင်ဘူး။ဒီလိုပုံကိုယ်မျိုးတွေအတွက်အထူးအခွင့်အရေးဆိုတာရှိလာတယ်။လေဝိသားတို့အတွက်သူတို့မျိုးဆိုတာဟာမျိုးကြီးထူထောင်တာလို့ကျွန်တော်မထင်ပါဘူး။မျိုးပြကိုဆိုလိုတာတဲ့အသင်းတော်မြေဘုမဟုတ်အသင်းတော်ဝင်းလို့ ဗီဗီဗန်ဗန်အဝွန်အဝိုင်းလေးဖြစ်နေမယ်လို့ကျွန်တော်ထင်ပါတယ်။ဒီလိုသူ့ရဲ့အမှုတော်ကိုဆောင်ရတဲ့ပုံကိုယ်တွေကိုအိန္ဒိယရရရက်တီနိုင်ခွင့်ရှိဖို့ဖျားသခင်လိုလားတယ်ဆိုတာထင်ရှားနေပါတယ်။သူတို့ရဲ့အခွင့်အရေးကိုအကာအကွယ်ပေးတယ်ဆိုတာကိုဒီနေရာမှာရှင်းရှင်းကြီးမြင်ရပါတယ်။ယစ်ဘရောဟိတ်ဆိုပြီးတော့ပြင်ပလောကကလူတွေနဲ့မရှင်းမရှင်းပြဿနာတက်တာတွေလက်သီးလက်မောင်းတန်းပြီးတော့အချီအကျညင်းတာခုန်တာတွေကိုဖျားသခင်မကြိုက်ဘူး။ပြီးတော့သူတို့ရဲ့လေယာဉ်မြေဟာလည်းဒီလိုပဲ။ သီးဗန်ချန်လက်တယ်။ရောင်ခြင်းဝယ်ခြင်းပေါက်နှံခြင်းမရှိရဘူး။ဒါဟာယေပရောဟိတ်တွေလူရဲလူမှုဘဝမှာထာဝရဘုရားသခင်ပြုတော်မူသောကျေးဇူးတော်ပဲဆိုတာအထင်ရှားကျွန်တော်တင်ပြပါရစေ။ဝိပုယချံအခန်းကြီး25အငယ်35မှ38သင်၏အမျိုးသားချင်းသည်ဆင်းရဲ၍လက်အားလျော့သဖြင့်တပါးမျိုးသားဧည့်သည်အာဂန္တုကဲ့သို့ဖြစ်လျင်သင်ထံမှနေစေခြင်းကသူ့ကိုမဆားရမည်။ ူ၌အတိုးအပွားကိုမယူရသင်အမျိုးသားချင်းသည်သင်ထံမှနေစီခြင်းကသင်ဖျားသခင်ကိုကြောက်ရွံ့လောဒီကြမ်းကျက်ဟာအရင်ကဖော်ပြခဲ့မှုတဲ့ဆင်းရဲသားများအပေါ်မှာဖျားသခင်ရဲ့ဂရုစိုက်တတ်ခြင်းမေတ္တာတရားကိုပုံမူပြီးတော့အကျယ်ချဲ့လိုက်တာပဲဖြစ်ပါလေလူသားအချင်းချင်းစာနာထောက်ထားရမယ်ဆိုတာကိုအပြင်းပန်းမှသာမဟုတ်ပဲအတွင်းကြကြအနှစ်သာရရှိရှိပေါ်ပြလိုက်တယ်လို့ကျွန်တော်ဆိုချင်ပါတယ် သခင်ခရစ်တော်ရဲ့တက်တော်စဉ်ကိုပြန်ပြီးတော့စဉ်းစားရင် သူ့ရဲ့မွေးဖွားခြင်းဟာဆင်းရဲခြင်းနဲ့ရှင်တွဲတယ်။သူ့ရဲ့အသက်တာလှုပ်ဆောင်ချက်တွေဟာလည်းနှိမ့်ချခြင်းကိုသာအမြဲပြသခဲ့တယ်။သူ့ရဲ့သွန်သင် ဟောပြောချက်တွေအကုန်လုံးဟာလည်းကျွန်တော်တို့လူသားတွေရဲ့ဂုံစည်းစိမ်ပကာသနာအမြင်အတွေ့တွေနဲ့ပြောင်းပြန်လို့အမြဲတမ်းပေါ်ထွက်နေခဲ့တယ်လို့ကျွန်တော်မြင်မိပါတယ်။အခုဒီဝုတ်ပြူရဲ့ကြမ်းမိုင်းကလေးမှာအဓိက တွေ့ရတာကတော့ဆင်းရဲတဲ့လူ အချိန်လေးမလှလို့စီးပွားရေးချွတ်ချုံကြနေတဲ့လူပြီးတော့ဧဝေအာဂန္ဓုအဖြစ်ရောက်လာတဲ့လူဒီလိုလူမျိုးတွေကိုဘုရားသခင်ညတာသနာမှန်ထင်ရှားနေတယ်ဒီလိုလူမျိုးအပေါ်မှာအကာအကွယ်ပေးတယ်ဆိုတာရှင်းနေပါတယ်တဲ့ချက်သူ့ကိုမဆာကူညီရမယ်နှစ်ဒီလိုနှိမ်ပါနေတဲ့လူမျိုးကို ရေနစ်တဲ့လူဝါကူလို့မထိုးရဘူးသုံးအချက်ဧဝေဝတ်ကိုပြုရမယ်ဆိုတဲ့အချက်သုံးချက်ကိုမိမောင်းထိုးပြနေပါတယ် အချုပ်စကားကတော့တခြားမဟုတ်ပါဘူးငါဟာမင်းတို့ရဲ့ဖျားသခင်ဖြစ်တယ်ဒါကြောင့်ငါ့ကိုကြောက်ရွံ့ယိုသေးတယ်ဆိုရင်ဒါတွေဟာမင်းတို့ရှောင်ကွင်းလို့မရဘူးလုတ်ကို လုတ်ကြရမယ်ဒီတာဝန်ကို ဖြစ်ကိုဖြစ်ရမယ်ဒီဥပရိသနဲ့ပြည့်ညက်ချက်ကိုလိုက်နာရမယ်ဆိုတဲ့အကြောင်းပါပဲမိတ်ဆွေများခင်ဗျာနှိမ့်ချခြင်းကိုဖျားသခင်ကောင်းကြီးပေးပါတယ်စိတ်နှိမ့်ချကြပါတစ်ချိန်တည်းမှာတော့နှိမ့်ချခြင်းကိုဖျားသခင်မကြိုက်ပါဘူးနှိမ့်ကြတဲ့အတွေ့အခေါ်အပြုအမူများကို 조사ရှောင်ကျင်ကြပါလို့ဖြည့်ဆက်လိုက်ပြရစီဝိပုယကျမ်းအခန်းကြီး25အငယ်38မှ46အတိုးအပွားကိုမျောလင့်၍ငွေကို၎င်းစားစရာကို၎င်းသူ၌မချေးမငားရငါသည်ခါနန်ပြည်ကိုသင်တို့အားပေး၍သင်တို့၏ဘုရားသခင်ဖြစ်အံ့သောငါသင်တို့ကိုအေဂုတ်ထုပြည်မှလှုပ်ဆောင်သောသင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်သင်၏အမျိုးသားချင်းသည်ဆင်းရဲ၍သင်၌အယောင်ခံရင်းအစေခံကျွန်ကိုပြုတ်တဲ့ကဲ့သို့သူ့ကိုအနိုင်မပြုရ သူပြီးသူငားကဲ့သို့၎င်းဧည့်သည်ကဲ့သို့၎င်းသင်ထံမှနေ၍ယူပိလနှစ်တိုင်အောင်စေခံရမည်ထိုအခါသူသည်သားသမီးနှင့်တကွထွက်၍မိမိအဆွေအမျိုးမိမိဘိုးဘပိုင်မြေသို့ပြန်ရမည်အကြောင်းမူကားသူတို့သည်ဧကုတ်ထုပြည်မှငါနှုတ်ဆောင်သောငါ၏အမှုတမ်းဖြစ်၍အစေခံခြင်းဖြစ်စေခြင်းကမရောရသူကိုကြမ်းတမ်းစွာမစီရင်ရသင်၏ဖျားသခင်ကိုကြောက်ရွံ့ရမည်သင်သည်စေခိုင်းသောကျွန်းကျွန်းမတို့ကိုသင်ပတ်လေဝန်းကျင်တို့၌ နေသောသာသနာပ လူတို့တွင်ဝဲရမည်ထိုမှတပါတင်တို့တွင်တဲနေသောတကြွတနိုင်ငံသားတို့ကို၎င်းတင်တို့ပြည်၌သူတို့ရသောသာသမီများကို၎င်းဝဲ၍ပိုင်ရမည်သူတို့သည်ကျွန်သပေါက်ဖြစ်၍တင်တို့နှင့်တင်တို့သာသမီတို့သည်အမွေခံ၍ပိုင်ရမည်ကိုအမျိုးသားချင်းဒီဟုသောဣသရေလအမျိုးသားဖြစ်လျင်တယောက်ကိုတယောက်ကြမ်းတမ်းစွာမစီရင်ရမတော်လောဘနဲ့စီးပွားရှာတာအမျက်ထုတ်ခြင်းလို့ခြေရန်ငှားတာမျိုးမလုပ်ရဘူးလို့ ဒီနေရာမှာဘုရားသခင်ပေါ်ပြပါတယ်နောက်တစ်ချက်ကတော့ကိုယ့်ရဲ့ဆွေမျိုးသားချင်းကိုကိုယ်ဂရုစိုက်ရမယ်ဆိုတဲ့အတိတ်ဘယ်ကိုထပ်မံဖော်ဆောင်လိုက်ပါတယ်သူဟာဆင်းရဲမွဲတေပြီးမင်းတို့စီကိုရောက်လာရင် အစေခံကျွံတပေါက်အဖြစ်မနှိမ်ပါနဲ့အလौဒမားတယောက်လိုသဘောထားအခွင့်အရေးပေးယူပြီးလာပွဲတော့အချိန်ဆိုရင်သူတို့ကိုအပြီးပိုင်လူငင်းချမ်းသာကွဲ့ပေးလိုက်ကြပါလို့ဘုရားသခင်ညွှန်ကြားလိုက်ခြင်းဖြစ်ပါတယ်အစေခံကျွံတွေအဖြစ်ကတော့လူမျိုးတော်ဟာ သူစီမှာရောက်ရှိနေတဲ့တိုင်းတစ်ပါးသားလူမျိုးတွေတခြားနတ်ရိုးရဘာသာဝင်တွေကိုအသုံးပြုနိုင်တယ်။ဒါပေမဲ့အလကားတော့လည်းမဟုတ်ဘူး။အတင်းကျုံပြူခြင်းမဟုတ်ဘူး။ငွေပေးပြီးတော့ဝယ်ရမယ်ဆိုတဲ့အချက်ပါပါတယ်။အဲ့ဒီရှေးခါကာလယဉ်ကျေးမှုရဲ့ဖျားသခင်ရွေးကောက်တော်မူသောလူမျိုးရဲ့သမိုင်းဦးရေတို့ရဲ့ဟာဒီအမိန့်နဲ့တိုက်ညီတယ်လို့ကျွန်တော်သုံးသပ်ပါတယ်။ဣသရေလလူမျိုးတွေမှာစင်ပြိုင်တခြားလူမျိုးကိုဖျားသခင်ခွင့်မပြုနိုင်ပါဘူး။ဒါကြောင့် ငွေဝယ်ကြွန်များအဖြစ်မင်းတို့ပိုင်စေဆိုပြီးတော့ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။တချို့ကဖျားသခင်ရက်ဆက်တယ်လို့အရန်လျှောက်ပြောပါတယ်။ဒါလုံးဝမဟုတ်ပါဘူး။နှိမ့်ဆက်မြင်းစဲရမယ်ဆိုတာတစ်ချက်မှမပါပါဘူး။ဣသရေလရဲ့ရေရှည်တည်တတ်မှုအတွေ့နိုင်ငံတော်အတွင်းမှာအားပြိုင်တဲ့အုပ်စုမကြီးထွားနိုင်အောင်စီရင်ခြင်းလို့ကျွန်တော်သုံးသပ်ပါတယ်။အကယ်၍ဒီလူတွေဟာပိုက်ဆံစုနိုင်လို့ကိုကိုကိုရွေးနှုတ်နိုင်မယ်ဆိုရင်ပြည်ဝံလွတ်လပ်ခွင့်ရနိုင်ကြရမယ်မဟုတ်ဘူးလား။ ဣသရေလအဖွဲ့အစည်းထဲမှာမနေခြင်းလို့တခြားကို ထွက်ပွားမယ်ဆိုရင်အခွင့်အရေးရနိုင်ပါလိမ့်မယ်။ဒီလိုဖျားသခင်စီရင်ခြင်းကြောင့်လေတလောက်သမိုင်းကြောင်းရှိတဲ့ဣသရေလဟာအခုတိုင်အောင်မမမမယက်တီကြံရစ်ခဲ့တယ်လို့ကျွန်တော်အတိတ်ပဲဖွင့်ညင်ပါတယ်။နောက်တစ်ခုသတိပေးချင်တာကတော့ဖျားသခင်ဟာလူမျိုးတော်အနေနဲ့မျက်နှာသာပေးတယ်။သူ့ရဲ့ဓမ္မစက္ခုံပေါ်မှာပြင်ထားတယ်။လူတူးချင်းကို မျက်နှာသာပေးခြင်းမဟုတ်ဘူး။လူတယောက်ဖြစ်စေ တပြီလုံးဖြစ်စေမဟုတ်တာလို့ရင်မဟုတ်တာဖြစ်စမြဲတယ်စိုက်သည့်အတိုင်းရိပ်ရစမြဲတယ်အပြစ်ဒဏ်လဲရောက်စမြဲတယ်ဆိုတဲ့အချက်ကိုအမြဲကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဒါတွေမကသေးဘူးအလွန်အရေးကြီးတဲ့အချက်တစ်ခုကိုထည့်သွင်းရမယ်ဆိုရင်ရှင်မသက်ခရစ်ဝင်ကျမ်းအစမှာဖော်ပြထားတဲ့စေတော်စင်မျိုးတော်ဆက်စည်းရင်ကိုကြည့်ရှုပြီးမပြတ်တမ်းဆင်ခြင်ဖို့အထူးပဲလိုအပ်ပါလိမ့်မယ်ဒီလူမျိုးဟာဣသရေလဆိုတဲ့ရွေးကောက်တော်မူသောလူမျိုးတော်အဖြစ်ဘွဲကိုဆောင်ယူထားတယ်။ဒါပေမဲ့ ဒီဣသရေလသမိုင်းမှာတပားမျိုးသားတို့ကိုကောင်းကြီးပေး၍ပါဝင်ယောရှက်စေခဲ့တယ်ဆိုတဲ့အချက်ကိုသေသေးချာချာနားလည်ထားဖို့အလွန်အရေးကြီးပါတယ်။ကို့အမျိုးသားချင်းဒီဟူသောဣသရေလအမျိုးသားဖြစ်ရင်တယောက်ကိုတယောက်ကြမ်းတမ်းစွာမစီရင်ရဆိုတဲ့အချက်ကိုလည်းသူ့ကြီးပဲကွက်ဖတ်ပြီးတော့ဒါဆိုရင်ဣသရေလမဟုတ်ရင်တခြားလူမျိုးဆိုရင်ကြမ်းတမ်းစွာစီရင်ရမှာလားဆိုတော့ဇောရကဝင်နိုင်ပါလေဒီအ내အတိတ်ပဲကိုဒီတစ်ခုတည်းရဲ့ ဖွင့်ရင်လေဆိုရင်အကြီးအကျယ်မှားမှာပေါ့ပင်ဤပြည်၌တဲနေသောဧည့်သည်ကိုမငင်းစေရဆိုတဲ့ဝိပုယျကျမ်းအခန်းကြီး19အငယ်33ကိုပြန်လည်ဖတ်ရှုနိုင်ပါတယ်ပြီးတော့ဘုရားသခင်ရဲ့နာမတော်ကိုပြမှရင်ဒန်းတူယီတူအပြစ်ပေးမယ်ဆိုတဲ့အချက်ကိုလည်းပြီးခဲ့တဲ့ဝိပုယျကျမ်းအခန်းကြီး24ရဲ့အငယ်16မှာအထင်အရှားကျွန်တော်တို့တွေ့ခဲ့ရပြီးဖြစ်ပါတယ်မိတ်ဆွေများခင်ဗျာရှေးမောရှေခေတ်ကာလနဲ့မောရှေလူမှုစီးပွားရေးဘဝနေပယ်မှာ ဖျားသခင်ဟာသူလိုအပ်မယ်ထင်တဲ့ပြည့်ညက်ချက်တွေကိုချထားခဲ့တယ်ဆိုတာအထူးရှင်းပြဖို့လိုမယ်မထင်ပါဘူး။ကမိုင်းငယ်ရှင်ပြီးသင်္ကန်းစာရယူနိုင်တာကတော့ဒီပြည့်ညက်တော်တို့ရဲ့လေးနက်တဲ့ဝိညာဉ်သဘောတရားတွေကိုလူသားတွေဟာရှောင်ဖယ်ပြီးတော့အယသိဆွဲတိုက်မှုတွေလိုရာဆွဲအသုံးပြုမှုတွေအကြီးအကျယ်ဖြစ်ခဲ့ပါတယ်။ဒါတွေကိုခရစ်တော်ကိုယ်တိုင်ဖွင့်ဆိုဝေဖန်ခဲ့ပါပြီ။ဒါကိုပါရိရှဲတွေကျမ်းသက်တွေနဲ့ခရစ်တော်ပြောဆိုခဲ့တဲ့စကားတွေအားဖြင့် လွယ်ကူစွာအပြည့်ဖော်ထုတ်နိုင်ပါလိမ့်မယ်ဒီလိုအဓိကကျတဲ့ဝိညာဉ်သဘောတရားတွေကိုလစ်လျူရှုပြီးတော့လူသားတွေရှောင်ဖယ်ပြီးတော့တရသေးကင်ဆွဲမှုလူရဆွဲအသုံးပြုမှုတွေအကြောင်းပမိုင်းမှန်တစ်ခုကိုကျွန်တော်တို့ရှင်းရှင်းကြီးမြင်နိုင်ပါလိမ့်မယ်အဲ့ဒါကတော့တခြားမဟုတ်ဘူးအာဖရိကတိုက်ကကပ်ပလီတိုင်းရင်းသားတွေကိုဥရောပစီးပွားရေးသမားလောဘသားတွေဟာငွေဝယ်ကြွန်များအဖြစ်တစိုက်ခတ်နှိပ်ပြီးတော့အမေရိကန်ပြည်နဲ့တကွာ တောင်အမေရိကတိုက်အရင်းရှင်နိုင်ငံများစီကိုရောက်ချခဲ့ခြင်းအပြင် ကမ္ဘာသမိုင်းမှာအင်မတန်ကြီးမားတဲ့အမဲဆက်ကြီးတစ်ခုဖြစ်တဲ့ငွေဝဲကျွန်းစနစ်ကြီးအမှန်တကယ်ထွန်းကားခဲ့တယ်ဆိုတဲ့ဖြစ်အမှန်ပဲဖြစ်ပါတယ်။ဝုပြုရကျန်းအခန်းကြီး25အငယ်48မှ55အစုံအကြည့်သင်အနာမှာတဲနေသောတကြွန်းတနိုင်ငံသားပြီးငွေရတဲ့၍သူ၏အနာမှာနေသောသင်အမျိုးသားချင်းဆင်းရဲသဖြင့်သင်အနာမှာတဲနေသောတကြွန်းတနိုင်ငံသား၌၎င်း ူဤဗာမီ၌၎င်းကိုကိုရောင်းချစေရောင်းပြီးမှရွေးနှုတ်ရသောအခွင့်ရှိစေရမည်မိမိအမျိုးသားတစုံတစ်ယောက်သည်ရွေးနှုတ်သောအခွင့်ရှိစေရမည်ဗာကြီးဗာထွေညီအကိုတော်မှစ၍အဆွေမျိုးပေါက်ဖော်ရင်းတစုံတစ်ယောက်သည်ရွေးနှုတ်ရမည်ကိုယ်တိုင်တတ်နိုင်ရင်လည်းကိုကိုကိုရွေးနှုတ်ရမည်သခင်နှင့်ကျွန်းတို့သည်ရောင်းဝယ်သောနှစ်မှစ၍ယူဒီလာနှစ်တိုင်အောင်နှစ်ပေါင်းကိုရေပြတ်ပြီးလျင်နှစ်ပေါင်းအ ਨੇ အများကိုထောက်ရ၎င်းကုင္ဟားလောက်ရသည့်ကာလကိုထောက်ရ၎င်း ကိုအဖိုးကိုစီရင်ရမည်။ယူဘီလာနှင့်မရောက်မီ။အစေခံရသောနှစ်ပေါင်းအ ਨੇ များကိုရေတွက်၍လိုသေးသောနှစ်ပေါင်းအ ਨੇ များအလိုက်ရွေးရန်အဖိုးကိုဝယ်ရင်းငွေတွေကနှုတ်၍ပြန်ပေးရမည်။ထိုသူသည်တစ်နှစ်နောက်တစ်နှစ်သူငားကဲ့သို့နေရမည်။သင်မျက်မှောက်၌နှင်းဆဲခြင်းကိုမခံရ။ထိုသောသောဤဖြင့်မရွေးမနှုတ်ခြင်းယူဘီလာနှင့်ရောက်သောအခါသူသားမယားနှင့်တကွသခင်လက်မှလွှတ်ရမည်။ အကြောင်းမူကားဣတရေလအမျိုးသားတို့သည်ငါ၏အမှုတံဖြစ်ကြ၏အေဂုတ်သူပြည်မှငါလှုပ်ဆောင်ခဲ့သောငါ၏အမှုတံဖြစ်ကြ၏ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏ကျွန်တော်အထက်ကရှင်းခဲ့တာဟာမှန်နေပြီပေါ့တပားမျိုးသားကိုယ်တိုင်ဟာငွေရှိရင်ဣတရေလကိုငွေဝယ်ကြွအဖြစ်ဝယ်နိုင်တယ်ဆိုတဲ့အခွင့်အရေးပေါ်လာတယ်တခုတော့ရှိတယ်ပြန်ပြီးတော့ရွေးနှုတ်ခွင့်တော့ပြုတ်ကိုပြုတ်ရမယ်ဆိုတဲ့အချက်ကျန်နေဒါပေမဲ့ ဒီရွေးနှုတ်ခွင့်ဟာဣသရေလမှာပဲရှိရမယ်ဆိုပြီးတော့ဖော်ပြတယ်။အတိတ်ဘယ်ကပါလဲ။တနည်းအားဖြင့်ဣသရေလကိုတပါးမျိုးသားလက်ထဲမှာကျွန်သက်ရှိကြစွာနေခွင့်မပြုတဲ့အတိတ်ဘယ်ပဲဖြစ်ပါလေ။မိတ်ဆွေများခင်ဗျာ။တမန်ကျမ်းစာကိုနှိမ့်ချတဲ့စိတ်နဲ့ဆုတောင်းခွန်အားယူပြီးမှအလေးနဲ့ဖတ်ရှုစေခြင်းပါလေ။စင်ကျင်တုံတရားနဲ့စဉ်းစားပြီးမှအတိတ်ဘယ်ကိုဖွင့်ယူစေခြင်းပါလေ။ကဘာမှာအရေးပါအရာရောက်ဆုံးစာအုပ်ဖြစ်ပါလေ။ စာပေအရဘာသာပြန်ဆိုဖို့လွယ်ပါတယ်။ဝိညာဉ်အနှစ်သာရကိုဖော်ထုတ်ဖို့ကတော့တန်ရှင်းသောဝိညာဉ်တော်ရဲ့သွန်သင်လမ်းပြခြင်းကိုခံယူမှသာဖြစ်ပါလိမ့်မယ်။တန်ရှင်းသောဝိညာဉ်တော်ရဲ့သွန်သင်လမ်းပြခြင်းမရှိဘဲနဲ့နှလုံးသားကိုဖွင့်၍သွန်လောင်းသောဝိညာဉ်ခွန်အားမရှိဘဲနဲ့နားလည်နာယူနိုင်ဖို့အလွန်ခက်ပါလိမ့်မယ်။အတိတ်ပဲဖွင့်ဆိုနိုင်ဖို့လွယ်မှာမဟုတ်ပါဘူးရရှိတဲ့သင်ငန်းစာဟာလည်း တကယ်သာယင်ထဲမှာကင်းဝတ်ပြီဆိုရင်ဘဝအသက်တာတစ်ခုလုံးကိုမှောင်ရိပ်အောက်ကနေပြီးတော့အလင်းကပါကိုဥတည်တဲ့အထိအကျိုးပြုမှာဖြစ်တဲ့အပြင်ခါဝရအသက်ကိုရရှိခံစားရသည့်တိုင်အောင်ကျေးဇူးပြုပါလိမ့်မယ်လို့အလေးနဲ့တင်ပြရရစေ အနှစ်သာရအားဖြင့်ကတော့အခုကြားခဲ့ရတဲ့သမာကျမ်းဖော်ပြချက်ဟာတဘိုးမဟုတ်သံလို့ဆိုတဲ့ယူဘီလကျွေးကြော်သံကိုကြားရတာနဲ့လူသားတို့ရဲ့လွတ်မြောက်ခြင်းဟာ ဖျားသခင်ပေးတဲ့လူငင်းချမ်းသာခွင့်အဖြစ်မလွဲမသွေခံစားနိုင်တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။မောရှိပြညတ်တော်ရဲ့အရေးအောက်မှာလူသားတိုင်းလွတ်မြောက်ခွင့်ရှိတယ်ဆိုတဲ့အချက်ဟာအနှစ်ချုပ်တွေ့မြင်ရတဲ့အချက်ဖြစ်ပါတယ်။ဒါပေမဲ့ဒီလူကိုယ်တိုင်ဟာလွတ်လပ်ခြင်းတဲ့စိတ်ရှိရလား။ပြီးတော့သူ့ကိုယ်ကိုသူ ရွေးနှုတ်နိုင်တဲ့ငွေကြေးပမာဏရှိရလား။အဲ့ဒီအချက်တွေနဲ့မပြည့်စုံဘူးမရှိဘူးဆိုရင်တော့သူ့အတွက် ရွေးနှုတ်ပေးတဲ့ဂျာကန်လူရှိရမယ်။မရှိရင်တော့ဒီလူဟာကျွံဘွားကနေလွတ်မြောက်ဖို့ဘယ်လိုမှပျော်လင့်လို့မရနိုင်ကြပါဘူး။ကျွန်တော်မျက်မှောက်ခေလူသားတွေအဖို့ဘုရားသခင်ရဲ့အေးဝံဂေလိသတင်းစကားဟာတဘိုးမှုတ်သံပမာကြွေးကြော်သံများလွန့်ပြန်နေပါတယ်။ဟုတ်ပါတယ်။ယုံကြည်ခြင်းအားဖြင့်အပြစ်ဘဝမှလွတ်မြောက်နိုင်ပြီဆိုတဲ့ကြွေးကြော်သံပဲဖြစ်ပါတယ်။ကျွန်တော်ကလွတ်မြောက်ခြင်းနဲ့စိတ်ရှိကြရဲ့လား။ပြီးတော့ယုံကြည်ခြင်းရဲ့နောင်တရဲ့ဆိုတဲ့ ငွေကြေးပမာဏနဲ့တူတဲ့အဖို့အခကို ပေးဖို့လိုအပ်တယ်အဲ့ဒါကိုရှိကြရဲ့လားယုံကြည်ခြင်းရှိကြရဲ့လားနောင်တရှိကြရဲ့လားရွေးနှုတ်ပေးတဲ့လူကတော့အဖင့်ဆောင်ဆိုင်နေပါပြီကျွန်တော်ကိုစားသူ့ရဲ့အဖွေးကိုသွန်လောင်းခဲ့တယ်သူ့ရဲ့အဖက်ကိုစွန့်ခဲ့တယ်မေတ္တာများစွာနဲ့ကားတိုင်းထက်ပွေမှာအဖက်အသေးခံပြီးကျွန်တော်ကို ရွေးနှုတ်ပေးခဲ့တဲ့ကယ်တင်ရှင်သခင်ခရစ်တော်ဟာကျွန်တော်အတွက်အပြစ်လောကမှာလွတ်မြောက်နိုင်စေဖို့ရန် အစင်စောင့်ဆိုင်းနေတဲ့အကြောင်းဒီကနေ့အဖို့တင်ပြလိုက်ပါရစေခင်ဗျာဒေါက်တာထွန်းမြတ်ရေးစီစဉ်တက်ဆက်တဲ့တင်ပြတော်တမချန်းစီစဉ်ဖြစ်ပါတယ်နောက်တစ်ချိန်အစီအစဉ်မှာဝိပ္ပယချန်းခန်းကြီး26အခန်းငယ်1ကနေအခန်းငယ်16အထိကိုလေ့လာမှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါတယ် 看见感激疲惫随心。